မန်ချက်စတာညီကိုတွေနဲ့လန်ဒန်ညီကိုတွေအနိုင်ရခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ခုနှစ်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှော့နဲ့ချူလူဝါခင်ဗျကျွန်တော်ခင်ဗျအင်တာနက်ရှင်နယ်ဘရိတ်မတိုင်ခင် ရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ခုနှစ်ရဲ့အဆိုးကောင်းအချိုးကြောင်းမှန်သမျှကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျဆိုတော့ကျွန်တော်တို့ လူကဲပရိသတ်အပိမှုများတဲ့အသင်းတွေအများစု နိုင်ပွဲရခဲ့တဲ့ရက်တရက်ပတ် ပေါ့နော်ကျွန်တော်လည်းအလိုပဲမြင်ကျင်ပါတယ်အားလုံးပျော်ကြရွှင်ကြစကြနောက်ကြနဲ့ဒီတပတ်ပွဲတင်ခွန်ကဘလောက်ထိပျော်ရွှင်စရာကောင်းခဲ့လဲအဲ့တော့ ဟိုစိတ်ပြတ်ဝမ်းနေဆဲဆူဂျိမ်းမောင်းနေတာတဲ့ဆိုင် အပျော်ရီဒါတယောက်နဲ့တယောက်ကူးဆက်တာဝမ်းသာတာပီတိဖြစ်တာဒါမျိုးတွေပဲမြင်ကျင်တယ်သူတော့အများအတော့မြင်ရမှာမဟုတ်ပါဘူးဘောလုံးရဲ့သဘောတဘာဝကထားပါပဲအဲတပတ်မှပျော်စရာကောင်းရင်ကောင်းလိမ့်မယ်နောက်တစ်ပတ်မှဝမ်းနေစရာစိတ်ညစ်စရာဒေါသထွက်စရာတွေလည်းပါကောင်းပါလိမ့်မယ်ခင်ဗျထားပါ sure EBA ပွဲစဉ်ခွန်ပြီးသွားတဲ့အချိန်မှာရှုံးပွဲမရှိတဲ့အသင်းက မရှိတော့ဘူးပွဲစဉ်6ထိ Crystal Palace အသင်းသည် ရှုံးပွဲမရှိခဲ့ပေမဲ့ပွဲစဉ်9နှစ်မှာတော့ Everton ရဲ့ချေမှုန်းခြင်းကိုခံခဲ့ရတယ်ဒီအတွက်ကြောင့် Aston အသင်းစံချိန်တင်ထားတဲ့ရှုံးပွဲမရှိစံချိန်ကို2025-26ဘောလုံးရသည့်အထိနောက်ထပ်ချိုးမဲ့အသင်းတစ်သင်းပေါ်မလာတော့ဘူးဖြစ်ပါတယ်တကယ်တော့ EPL မှာရှုံးပွဲမရှိစံချိန်တင်ဖို့ဆိုတာ မလွယ်ဘူး အဲ့ဒီအာစနယ်ခုနှစ်အခါသမယတွေကိုဟိုတေချာနှစ်ဖူးတွေဒူးတွေကြည့်ခဲ့မှုတဲ့ကြုံတွေ့ခဲ့မှုတဲ့သူတွေကတော့အာစနယ်အကြောင်းသိလိမ့်မယ်ကျွန်တော်တို့ဆိုအယံမုံတာဒါပုံမှန်လင်းပြောတာဘာဖြစ်လို့အယံမုံလဲဆိုတော့အယံကောင်းလို့ဟာဒီတစ်ပတ်တွင်အာစနယ်ရှုံးပါသေးအဲ့တော့ကျွန်တော်မြောက်ရီယာပြတာဗျာပွဲတိုင်းမကြည့်ရအောင်အယံကြည့်ခြင်းနဲ့ပွဲတွေဆိုအဲ့နှစ်ပေစလောင်းယုံတွေကနေတွားကြည့်ရတယ်အာစနယ်ရှုံးပါသေးရှုံးပါသေးဘလို့ဆူတောင်းဆူတောင်းလုံးဝမရှုံးရှယ်ကိုဖြုတ်တာဟုတ်ပါအဲ့တော့ပြောချင်တာကျွန်တော်တို့ ရုံးမမရှိတဲ့အတင်းဆိုတာ EPM မှာမရှိတော့တဲ့အတွက်နောက်လာမဲ့ပွဲတွေကတော့အတင်းတိုင်းလိုလို PR ကင်းကင်းနဲ့ကစားသွားလို့ရပြီ။ဟာငါရှုံးပွဲမရှိတဲ့အတွက်ကြောင့်အတည်မလား။ဟိုဒီရှုံးပွဲမရှိတဲ့စံချိန်ကြီးကိုထိမ့်ပြီးဘလို့ကန်ရမလဲ။ဘာညာဆိုရက်အတင်းကလုံးဝမရှိတော့ပါဘူး။ဟုတ်ပြီတော့ကျွန်တော်ဘယ်ပွဲတွေမှာဘလို့ဖြစ်ခဲ့တယ်လဲเนาะပြန်ပြီးတော့ဆွေးနွေးကြည့်အောင်အစောဆုံးကန်ခဲ့တဲ့ပွဲကတော့ဘုံမောင်းနဲ့ဖူလန်ပွဲစဉ်ဖြစ်ပါတယ်ကျွန်တော်ကဘုံမောင်းကိုတော့ပဲလီစတက်ပို့ချီးကျူးရမလို့ဖြစ်နေပြီဗျအချိန်နေချင်းမတူဘူး နှစ်သိန်းလုံးကတော့အတင်းရဲ့အဓိကကစားသမားတွေထွက်သွားရယ်ဆိုရင်ဘုံမောက်ကြီးကပူဆူးတာပေါ့ပြီးခဲ့တဲ့ရာသီတုန်းကတဲထားတဲ့ကစားသမား80ရာခိုင်နှုန်းလောက်အတင်းကနေထွက်သွားတယ်ကစားသမားကောင်းနေပြွန် main player တွေပြောတာဟုတ်အဓိကမဟုတ်တဲ့ကစားသမားတွေတော့မပါဘူးပေါ့နော်။နာမည်ကြီးတဲ့သူတွေမရှိမဖြစ်ကစားသမားတွေအားလုံးထွက်သွားတယ်။အရာအိုလာ ထွက်သွားပါစီုံ၊ဗျူဟာပိုင်းဒီပိုအေးကြီးတယ်။လူနဲ့မူမှာမူကပိုပြီးခိုင်တဲ့နေဆိုတာအရာအိုလာ တက်တည်ပြနေပါတယ်။တိတ်ကိုအရင်ချင်းရှိပြီးထူးချွန်တဲ့နီးပြတယောက်ပါ။သူနဲ့အတူတူအတင်းကိုထမ်းပိုးထားတဲ့သူကစမီညော်ဖြစ်ပါတယ်။စမီညော်ကလည်းငိုတခြားအတင်းတင်းကိုပြောင်းခွင့်ရှိပေမဲ့မပြောင်းမဲဘုံမောက်မှာဆက်နေပြီးတိုက်ပွဲဝင်တယ်။ဘလောက်ထိချစ်စရာကောင်းလဲပေါ့နော်။သူတို့ရဲ့တစ္ဆာတရားကိုကျွန်တော်တို့အတိမတ်ပြရလိမ့်မယ်ခင်ဗျ။ဘုံမောက်ကဖူလန်ကိုဒါ3-1ဆိုတဲ့ရလက်နဲ့အနိုင်ယူနိုင်ခဲ့ပြီးစမီညော်ကနှစ်ကိုတွင်းယူခဲ့ပါတယ်။ ကျွန်တော်တို့ဒီစနေနေ့ရောက်တဲ့အခါမှာတော့ Leeds United နဲ့ Tottenham Hotspur ပွဲမှာဒါ London ညီကိုတွေဆိုတဲ့အတိုင်း Spurs ရော Arsenal ရော Chelsea ရောတုံသင်းလုံးနိုင်တယ်ပေါ့နော် Fulham ကတော့ရှုံးသွားတယ်ထားပါအဓိကပရိသတ်အားပေးမှုများတဲ့အသင်းတွေကိုပဲပြောတာပါအဲ့တော့ Tottenham Hotspur ဒီရလက်ရသွားတဲ့အတွက်ကြောင့်အမပေးစရာရဲ့ထိပ်ပိုင်းနေရာမှာသူရက်တည်နိုင်ခဲ့တယ်ကျွန်တော်နောက်တဲ့တပွဲကတော့ Arsenal နဲ့ Watson Arsenal ကို 2C FC လို့တောင်ခေါ်ရမလို့ဖြစ်နေပြီ ငိမ့်တယ်ကျွန်တော်တို့ကြိုပြီးမှန်းထားတဲ့အတိုင်းပဲကွတ်တီဖြစ်တယ်အဲကျွန်တော်အာစနယ်နိုင်မယ်ဆိုတာသိတယ်နှစ်ကိုးသွင်းမလားသုံးကိုးသွင်းမလားပဲကြည့်ရမယ်အဲပြောခဲ့တဲ့အတိုင်းပဲတကယ်2စီကွက်တီဖြစ်တယ်ဂိုးသွင်းကွင်းနေရခဲ့ပေမဲ့လည်းအရောလာကောင်းတဲ့အတွက်ကြောင့်အာစနယ်သည်ဒီထက်ပိုပြီးတော့သွင်းကိုတွေမမြင်ခဲ့ရတာပေါ့နော်အဲ့တော့အာစနယ်သည်ဒီပွဲနိုင်ခဲ့တဲ့အတွက်ကြောင့်တစ်ဖက်မှာလည်းလီဗာပူးကချယ်ဆီကိုရှုံးသွားတဲ့အတွက်ကြောင့်ပရီးမီးယားလိရဲ့အဆင့်1နေရာကို International Break မတိုင်ခင်မှာသူရရှိခဲ့ပြီးဖြစ်ပါတယ် ပလတ်ဆာရမီဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ Voke မှာ iMac Connect ကိုငါတို့လိုမျိုး Sport Easy နဲ့ One Expert ကိုကစားလို့ရပါတယ်။မြန်မာအချင်းနဲ့တီးတန့်ကစားလို့ရတယ်လို့ဘန်းဝင်တယ်လည်းကစားနိုင်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘာပနမက်6သုံးလုံး9သုံးလုံး9သုံးလုံးမှာစက်သွဲဆုံးတဲ့မိမြန်နိုင်ပါတယ်။ Okay ကျွန်တော်နောက်တဲ့တပွဲကတော့ Manchester United နဲ့ Sunderland အဒီတစ်ပတ်ကျွန်တော်ပေးတဲ့အဓိက main ပွဲတွေမှာတပွဲပဲလွဲခဲ့တဲ့ပွဲကဒါ United ပွဲပေါ့နော်။ ွင့်လင်းပြောရင်ဒီဘက်မှာ United ကောင်းတာအမှတ်တမဲ့ result ကြည့်လိုက်ရင်တော့ United ဤပဲဤပဲနိုင်သွားတယ်လို့ပဲထင်လိုက်မယ်ပွဲအဆဆုံးမကြည့်ရင်တော့ပေါ့နော်အာ Sunderland ကလည်းအဲ့လောက်မကောင်းဘူးဘာညာတွေးကောင်းတွေးလိုက်မယ်ဒါမဲ့ Sunderland ကောင်းပါတယ် United အတွင်းကို သွင်းကွင်းနေတောင်ရခဲ့တယ်။နောက်ဆုံးအချိန်မှာဒါ Tabby ရဲ့ကန်သွင်းချက်ကိုသမားတက်တက်သွားကန်လို့ပေါ့နော်။ပြောချင်တာဗျာ။ Sunderland မညံ့ဘူး။ United ကောင်းတာ။ United တိုက်စစ်မှု Benjamin Shesko ကလည်း၄ပေမဲ့ပြောပြောဆိုဆိုအခုချိန်သူသွင်းကိုနှစ်ကိုရရှိထားတဲ့အတွက်ကြောင့်ယုံကြည်မှုလေးပို့ပြီးမြင့်တက်လာတယ်။ဒီဒုတိယမြောက်သွင်းတဲ့ဂိုးမှာဆိုရင်သူယုံကြည်မှုရှိနေအောင်ပွဲခံခဲ့တယ်။ဒါအပြင်ကျွန်တော်ပထမဆုံးမီးဆန်ခွင့်ရတဲ့ Lemons ကလည်း United ပြည်သက်တွေရဲ့အချစ်တွေကိုသူရောက်ဆွဲယူသွားနိုင်ခဲ့ပြီအဲယူနိုက်တက်မှာဗျာပွင့်လင်းပြီးဂိုးသမားတနေရာအတွက်လုံခြုံစိတ်ချရတဲ့ခံစားချက်မျိုးမရတာဒဟေးရနောက်ပိုင်းကျွန်တော်တို့မရတော့ဘူးပေါ့နော်အဲ့တော့လမ်းမန်းတယောက်ဘာထပ်လုပ်ပြနိုင်မလဲကြည့်ရမယ်တို့တော့အပြောတော့စောလို့မရဘူးပေါ့ဗျာဒါတပွဲပဲရှိသေးတယ်ယူနိုက်တက်ကြောင့်အသင်းဖြစ်တဲ့အခါကျတော့အများကြီးဖိအားရှိတယ်နောက်ပွဲစဉ်တွေမှာလည်းတည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးလမ်းမန်းတယောက်ပြဖို့လိုတယ် ဒါပေမဲ့ကျွန်တော်မြင်ရတော့ lemons ကလူငယ်ပေမဲ့အဲ့လိုယုံကြည်မှုလေးတော်တော်ရှိတယ်ဗျာသူကစားတဲ့ပုံလေးကမဆိုးပါဘူးကြည့်ကျွန်တော်နောက်တစ်ပွဲကတော့ဒီတပည့်ရဲ့အကောင်းဆုံး big match ပေါ့နော်ကျွန်တော်တို့ chelsea နဲ့ လီဗာပူးကန်ခဲ့တဲ့ပွဲပါလုံးဝပရိသတ်ကိုဖျော်ဖြေမှုရတာပေးဆွနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲကျွန်တော်တို့ကချဲစီကိုလန့်တာနောက်တန်းမှာတကယ် CB အစ်ကစားသမားတယောက်မှမပါတော့ဘဲနဲ့ဟာသွားပြီဟေးအာချင်းပါရောတော့ကျွန်တော်ဘယ်ဒီယာရှိုင်းရောနာသွားတဲ့အချိန်မှာငါတို့ကတော့လီဗာပူးရဲ့တီးတာကိုခံရပြီလို့ပဲကျွန်တော်ဒါထင်ခဲ့တာပါရိုးသားသားပြောတာဒါပေမဲ့ကျွန်တော်တို့ချက်စီကစားသမားတွေရဲ့ဟိုမလျှော့တဲ့ဇွဲလုံးလားဝရိယတွေကြောင့်ပေါ့နော်နိုင်သွားခဲ့တယ်ဒါပေမဲ့ပြိတ္တအများစုစနောက်ပြီးခေါ်ကြတဲ့နာနီ အဲ့ဒီနာနီလို့နာမည်စပေးတဲ့သူကိုကျွန်တော်တကယ်ချီးကျူးတယ် credit ပေးတယ်တော်တော်တွေးရတဲ့လူဘသူစပေးလဲတော့မသိဘူးထားပါတကယ်လဲ Chelsea က Azumaris ကနေတယ်ဒါဒီ၄ပွဲဆက်ကျွန်တော်တို့အနေပေါ့နော်ကစားသမား၂ယောက်ထပ်နာတယ်အဲ့တော့နာနီကတော့ရွှေဘောက်ကို2-1နဲ့ Stamford Bridge မှာအနိုင်ရခဲ့တယ်အဲ Chelsea ပြိသက်တွေရဲ့ပျော်ရွှင်မှုကိုဒီတစ်ပတ်မှာတော့ကျွန်တော်ပြန်လည်မြင်တွေ့ခဲ့ရပါတယ်ကဲကျွန်တော်တနင်္ဂနွေရောက်သွားတဲ့အချိန်မှာ Aston Villa က Burnley ကိုဒါကျွန်တော် 2-1ဆိုတဲ့ result နဲ့နိုင်ခဲ့တယ်ဒါချင်းမြောက်နဲ့ရလက်ပါပဲနောက်တဲ့တစ်ပွဲကတော့ Everton နဲ့ Palace Everton အတင်းဒီဒါ Crystal Palace ကိုပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့တယ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့သူကတော့ Uncle Jack Jack Grealish ဖြစ်ပါတယ်ကျွန်တော် Newcastle ကလည်း Nottingham Forest ကို2-0ဆိုတဲ့ရလက်နဲ့ကပပါလေးပဲပုတ်လိုက်တယ်ပုံမှန်ရလက်လေးပေါ့နော် Inch Pastikalu ကတော့ Nuno Santos က ဟိုလွှဲပြောင်းတာဝန်ယူခဲ့ပေမဲ့အခုတတိတော့ရလတ်မကောင်းသေးပါဘူး။ Wolverhampton နဲ့ Brighton ပွဲစဉ်ကကျွန်တော်တို့အများစုခံမှန်းတယ်လို့ဝမ်းဝမ်းတည်ပွဲဖြစ်သွားပြီး Brentford နဲ့ Man City ပွဲကတော့ချင်းမြောင်းနဲ့ရလတ်နဲ့ Man City ကအနိုင်ယူခဲ့ပါတယ်။ကျွန်တော်ဒီတစ်ပတ် Premier League ပွဲစဉ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုရဲ့ရင်ထဲမှာဖြစ်ပေါ်မိတဲ့ခံစားချက်လေးတွေလည်းကျွန်တော်သိကျင်ပါတယ်။ comment ထဲမှာဝင်ရောက်မှတ်ချက်ရေးသားသွားလို့ရပါတယ်ခင်ဗျာ။အခုတော့အားလုံးနှုတ်ဆက်ပြရသည်ကျေးဇူးများကြီးတင်ပါတယ်။